ကျမချမရှိခုနှစ်တသမိအားလုံးမင်္ဂလာပါเนาะကျမချမရှိခုနှစ်တသမိတွေကိုအပိတ်ခဲ့ပိုင်းအစီအစဉ်လေးရနေပြီးတော့ကျူးစွလိုက်ပါတယ်เนาะအဒီတစ်ခေါက်ပေါ့เนาะအသူကမကြခင်မှာပြန်လာဖို့ရှိလားအသူကကိုရှိကိုပြန်လာမှာလားပေါ့เนาะသူနဲ့ကိုနဲ့ပြန်လဲဆုံစည်းရမှာလားဆိုတော့အမိကွန်လေးကိုပေါ့เนาะကျမဟောဒီတဲရော့ကက်ကလေးရွေးချယ်ထားတဲ့တဲရော့ကက်ကလေး၃ကက်ထဲရနေပြီးတော့ပေါ့เนาะအကက်ကလေးတွေရဲ့နမိတ်ကိုပြောချပြပေးပါမှာဖြစ်ပါတယ်မိရှိတွေကပြုလို့ပြုလို့ရမှာ ဒီကက်ကလေးတရကက်ကလေးတုံးကက်ထဲကနေပြီးမိမိမျက်တရကက်ကလေးတစ်ကက်ကိုရွေးချယ်ရမှာပဲဖြစ်ပါတယ်။ဟောရတော့ find 1ဟောရတော့ find 2ဟုတ်လားတော့ find 3ပဲဖြစ်ပါတယ်မိမိနှစ်သက်ရာကက်နမတ်ကလေးကိုမိမိတို့စိတ်ထဲမှာပေါ့နော်အမှတ်ပြီးတော့ရွေးချယ်ထားရမှာပဲဖြစ်ပါတယ် okay ရွေးချယ်လိုက်ပါရွေးချယ်လို့ပြီးသွားပြီဆိုလို့ရှိရင်ကျမနေပြီးတော့ပေါ့နော်ဟောဒီ terror ကက်ကလေးတွေရဲ့ကက်နမတ်ကိုပြစ်ချက်ပြေးပေါ်မှာဖြစ်ပါတယ် အရင်ဆုံးဖိုင်ဝမ်လေးကိုဖျက်ပြပေးပါမှာပဲဖြစ်ပါတယ်ဖိုင်ဝမ်လေးကိုရွေးချယ်ထားတယ်ပေါ့နော် ခုနှစ်သက်သမီးတီအတွက်အကြက်လာတဲ့ကက်နမိတ်ကလေးရပါတော့။အဲသူကမကြခင်မှာပြန်လာဖို့ရှိလား။သူနဲ့ကိုယ်နဲ့ဆုံစည်းရမှာလားဆိုလို့ရှိရင်အဲသူကကိုယ့်ရှီကိုပြန်လာဖို့အစီအစဉ်မရှိတော့ဘူးပေါ့နော်။အဲသူကလည်းကိုယ်ကိုမမြင်တော့ဘူး။သူ့ရဲ့မျက်လုံးတွေထဲမှာရောသူ့ရဲ့စိတ်ထဲမှာရောကိုယ်ဆိုတာမရှိတော့ဘူး။တခြားသောအရာတွေကိုပဲသူကမြင်ပြီးတော့တခြားသောအရာတွေနဲ့ပဲသူကပျော်မွေ့နေရပါတော့။အဲအဲ့လိုမျိုးနမိတ်မျိုးမှာကြာနေရပေါ့။ဒါဆိုရင်သူကပြန်လာမှာလားဆိုရင်အဲသူကပြန်လာဖို့လုံးဝအစီအစဉ်မရှိတော့ဘူးပေါ့နော်။ โอเคဖိုင်းတူးလေးကိုရွေးချက်ထားတဲ့သူတွေအတွက်ကြာရောက်လာတဲ့ကက်နမစ်ကလေးရတော့ကက်နမစ်ကလေးရပါတော့ဖိုင်းတူးလေးကိုရွေးချက်ထားတဲ့သူတွေအတွက်မကြခင်မှာပေါ့အဲ तू อ่ะပြန်လာဖို့ရှိတယ်အဲ14ရက်အတွင်းမှာပဲ तू อ่ะဆက်သွယ်လာလိမ့်မယ်ပေါ့နော်ခုရှိကိုအကြောင်းမျိုးမျိုးနီးလမ်းမျိုးမျိုးနဲ့ခုထံကို तू อ่ะဆက်သွယ်လာမှာပေါ့နော်အဲ့တော့ तू နဲ့ကိုနဲ့ကမကြခင်မှာပဲစုံစည်းရလိမ့်မယ် तू อ่ะခုရှိမှာပေါ့နော် तू ရဲ့စိတ်တွေအဲ သူ့ရဲ့စိတ်ထဲမှာပေါ့နော်အဲကိုဆိုတာရှိနေသေးတယ်အဲကြောင့်သူနဲ့ကိုနဲ့အချစ်တည်းရလဲကြံသေးတယ်ပြန်လဲစုံစည်းရမယ်ပြန်လဲချစ်ခင်ရမယ်အဲသူနဲ့ကိုနဲ့ပေါ့နော်အဲပြန်လဲပြီးတော့ကြည်နူးရမယ်ဆိုတဲ့ကြည်ကြည်နူးနူးနဲ့စိတ်ချမ်းသာကိုချမ်းသာနဲ့တည်ဆောင်ရမယ်ဆိုတဲ့နမိတ်မျိုးမှာကြံ့နေရပေါ့နော်โอเคပိုင်း3လေးကိုရွေးချယ်ထားတဲ့သူတွေအတွက်ကတော့ ကြာလာတဲ့ကက်နမစ်ကလေးရပါတော့။သူကမကြခင်မှာအပြန်လာမလားဆိုရင်ပြန်တော့လာလိမ့်မယ်။ကိုကခိတ္တခဏသူ့ကိုစောင့်ဆိုင်းရမယ်ပေါ့နော်။အဲသူ့မှာဟုတ်ပဲမှာပေါ့နော်။အဲ အလုပ်ကိစ္စတွေသူကဟိုဘက်မှာပေါ့နော်အဲသူ့အတွက်စိတ်ပူရတဲ့ကိစ္စတွေသူ့အတွက်အခက်အခဲတွေပေါ့နော်ရှိနေတယ်ဒီအခက်အခဲတွေကိစ္စတွေအားလုံးကိုကြော့ဖြတ်ပြီးတော့မှသူကဒီကိုပြန်လာမှာပေါ့နော်အဲ့တော့ကိုကခိတခဏသူ့ကိုစောင့်ဆိုင်ပေးရမယ်ဒါပေမဲ့သူနဲ့ကိုနဲ့ကပြန်လဲတွေ့ဆုံရအောင်မယ်တွေ့ဆုံမှုကံလည်းရှိသေးတယ်ဆိုတဲ့နာမည်မျိုးမှာကြာနေရပါတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့ဆ iam အင်ဂျင်ချဲမို့ပါနောက်ပြီးတော့လေးကျမပြန်ဆုံမယ်နော်ကျမချင်းမိတ်ဆွေခုနှစ်တက်